စင်ကာပူအလုပ်ခေါ်စားတင်လင်းအများဆုံး9ဦးထိသာတစ်လတစ်ကြိမ်တင်ရန်အလုပ်သမားဝန်ကြီးဌာနကညွှန်ကြားခဲ့ကြောင်းသိရပါသည်။ထိုင်း၊ကိုရီးယား၊ဂျပန်နိုင်ငံတို့အလုပ်သမားများပို့ဆောင်ရရင်တက်မှတ်ထားတဲ့ရေအတွက်တိုင်းသာတစ်လတစ်ကြိမ်တင်ရန်ညွှန်ကြားပြီးတဲ့နောက်စင်ကာပူနိုင်ငံအတွက်လည်းအဲ့လိုတက်မှတ်လိုက်ခြင်းဖြစ်ပါသည်။ စင်ကာပူကိုတလားကို9ရောက်အများဆုံးတင်လို့ရမယ်ဆိုတော့သွားမဲ့အရေးတွက်နဲ့ဘလို့မှမမြဘူးအများစုကစင်ကာပူကိုသွားကြတာများတယ်လို့ပြည်ပလောက်ကိုင်အေဂျင်စီတစ်ခုမှတာဝန်ရှိသူတဦးကပြောကြားပါတယ်အလားတူကိုရီးယားတို့ရေလုံသားတွေတင်မောချင်းကြံ့ကျင်လုံသားများအတွက်အလုတ်ခေါ်စားသည့်တင်ပြရာတွင်တလားလျင်10ဦးသာတင်ပြရန်အလုတ်သမားဝန်ကြီးဌာနကညွှန်ကြားထားကြောင်းသိရပါတယ်ကိုရီးယားနိုင်ငံတို့အလုတ်သမားပို့ဆောင်ရာတွင်ပြည်ပလောက်ကိုင်အေဂျင်စီများအနေနဲ့တလားလျင်အလုတ်ခေါ်စားအသည့်တင်ပြရာတွင်အလုတ်သမား10ဦးထက်မပိုတဲ့နှုံးကိုတင်ပြရ မှာဖြစ်ပြီးအေဂျင်စီတစ်ခုလျင်တလားတစ်ကြိမ်သာတင်ခွင့်ရှိကြောင်းသိရပါတယ်။ဒါအပြင်ဇန်နဝါရီ30ရက်မတိုင်းမီကစာချုပ်ချုပ်ဆိုထားတဲ့စာချုပ်များကိုလည်းစေဦးထက်မပို့တဲ့အလုတ်ခေါ်စာများအဖြစ်ပြန်လည်ပြင်ဆင်တင်ပြမှာဖြစ်ပြီးအလုတ်ခေါ်စာအသစ်တင်ပြခြင်းကိုမေလ2ရက်နေ့မှာလက်ခံဆောင်မှာဖြစ်ကြောင်းအလုတ်သမားဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။